အားလုံးပဲမင်္ဂလာရှိတော်ညချမ်းလေးပါခင်ဗျာပရလောကဂမ်ဘီယာဇာလံကောင်းလေးများပြုပြတင်ဆက်ပေးဖို့ရှိရောက်ရှိလို့လာခဲ့ပြန်ပါပြီဒီကနေ့ညမှာတော့စာရေးဆရာနောင်ယိုးစီရေးသားထားတော့အယူသူတော်နှင့်နက်ဖွက်တဲ့အိမ်ဆိုတဲ့ဇာလံလေးအစအဆုံးကိုပြောပြလို့တင်ဆက်ပေးတော့မှာပဲဖြစ်ပါရယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါဦးခင်ဗျာ မျက်ဖွက်တယ်ဆိုတာကိုအားလုံးပဲကြားဖူးကြမယ်ထင်ပါတယ်။ရှေးကလူကြီးတွေကပြောတတ်ကြတယ်လေ။ညနေဘက်ကြီးညဘက်ကြီးမှာပုံမောင်းတာမျိုးမလုပ်ရဘူး။နှက်ကဖွက်တတ်တယ်လို့ဘာလို့ဆိုပြောတတ်ကြတယ်ပုံလား။ဒီအပြင်ချင်းပြုတ်လူမှာချင်းလောင်းကိုပျော်တမ်းဖွက်ကြရင်ကနှက်ကထပ်ပြီးဖွက်သွားလို့ပွဲပေးပြီးတောင်းယူကြတာတွေ။တချို့ကြတော့ရှင်လောင်းငယ်ကိုအသက်မပါမှပြန်တွေးရတာတွေလေ။ရှေးလူကြီးတွေပြောကြလို့ကြားဖူးခဲ့ကြမှာပါ။အခုကတော့ဗျာတကယ်ကိုထူးထူးဆန်းဆန်း အိမ်တလုံးလုံးကိုအပြင်မိသားစုကြီးတစ်ခုလုံးကိုပါနှက်ကဖွက်သွားတာဗျာပြောမယုံကြုံဖူးမှပြီးတယ်ကျုပ်ကတော့မြဝါထိတင်ကြီးကြုံခဲ့ရသူမှုခမရုပ်စီကိုပြန်လဲပြီးတော့ဖောက်တဲ့ချာပြောပြခြင်းနေဒီဖြစ်စဉ်ဖြစ်ခဲ့တဲ့ရွာကကျုပ်တို့ရဲ့ဗာကြီးနေတဲ့ချောင်းမရွာကြီးမှာဖြစ်ခဲ့တာပါကျုပ်ကလည်းဗာကြီးစီမှာလှုပ်လုံရင်အဲ့ဒီရွာမှာနေတဲ့အချိန်ပေါ့အဖြစ်ကတော့ဒီလိုရဲ့ဗျာချောင်းမကြီးရွာဆိုတာမီယိုးဖလာ လေယာကိုင်းကျုံအလုပ်ကူပဲလောက်ကြတဲ့ရွာကြီးတွေပါ ရွာနဘေးမှာချောင်းငယ်ဆိုတဲ့ချောင်းတစ်ခုကစီးဆင်းနေလေတော့လေလို့ရလို့စိုက်ပျိုးရေးအတွက်တကယ်ကိုအာကိုအာထာဖြစ်ရပြီးတိနဲ့တွေလည်းဖြစ်ထုံးနေဒီလိုကန်းကျုံးလေရာကိုလောက်ကင်တဲ့ရွာမှာမှကျုပ်ပါကြီးမောင်တွေးဆိုတာကအတိုင်းနဲ့အဝိုင်းတွေမှာတမိပေါက်တယောက်ထုံပြီးတားတက်တိုင်အလုပ်ကိုလောက်ကင်နေဒီလိုလုပ်တယ်ဆိုတာကလေဆက်ဆက်မှုရတော့ဘာကြီးခက်အသက်52လောက်မှာမိမဖြစ်သူမလှရဲ့အမျိုးတွေစီကတစင်ဆက်ဆက်သွားတယ်လို့သိရတယ် ဘာကြီးကလည်းမီယိုဖလာဆက်ပြိုးရေးလုပ်ကိုလုပ်တော့ကမိသားစုကနလန်မထူပဲတောက်တက်လုပ်ကိုလုပ်ကြိုက်ပါမှ73ရောက်ရှိတဲ့သူတို့မိသားစုဟာဝင်ဝေးအားကောင်းလုံးပြီးအဆင်ပြေပြေဖြစ်လာတယ်73ရောက်ဆိုတာကဘာကြီးတို့မိသားစုကလင်မယား2ယောက်ရဲ့တာသမီ3ယောက်ရဲ့ကိုမှ9ယောက်ရှိတာကျန်တာကမခင်လာဘကအဖေအမေနဲ့အနွယ်တော်ဘုစုခွေတွေဘလို့ဖြစ်ဖြစ်တိမ်ထဲအတူနေတော့မိသားစုပဲပို့စာအုပ်ကလည်းကြီးလိုက်သမှတရက်ကိုဦးကြီးဦးငယ်အတွေ့အကြုံ ပြင်းနေချီပြီးတော့ရှေ့ရတာဒီလိုဖြစ်နေတဲ့အချိန်တောက်တက်လုပ်ငန်းကိုလုပ်ကိုင်တဲ့မခင်လာဘကအမျိုးတယောက်နဲ့ဆုံပြီးဒိုင်ခွဲအဖြစ်စတင်လုပ်ကိုင်တယ်တနှစ်လောက်ကြာတော့ကိုပိုင်လိုင်စင်ချောက်ပြီးကိုပိုင်လုပ်ကိုင်တော့တယ်ဘာကြီးကကြိုးစားတယ်မခင်လာကလူရည်လေတယ်ဒီတော့စီးပွားရေးကတဟုန်ထိုးထိုးတက်တယ်စာအုပ်ကြီးပေမဲ့လေလုပ်ငန်းအဆင်မပြေတာမှုမှုစရာမလိုတော့တဲ့အခြေအနေစီကိုဘာကြီးကရောက်ရှိလာတယ်ချမ်းသာတာမျိုးမဟုတ်သေးပေမဲ့ စီးပွားရေးအဆင်ပြေပြီးမခင်လာဆိုလေရွှေကလေးငွေကလေးဝင်နိုင်လာတာပေါ့။ဘာကြီးကတပတ်ကိုတစ်ခါနေစုံလှဲ့ပြီးလွားပွဲစည်းတွေစီကိုလိုက်လံလှဲ့လေလို့ပွဲရောင်သွားကိုရှာတယ်။နောက်ဦးငကန်းမျိုးနဲ့送ပြီးဆိုရင်ဈေးကိုရောင်းတော့စီပြီးဝယ်ယူတယ်။တစ်ခါတလေဆိုင်သွားမျိုးကိုဝယ်ပြီးဆိုရင်လေဈေးကိုရောင်းနိုင်တော့နှိမ့်ပြီးမှဝယ်ယူတတ်တယ်။ဘလို့ပဲဖြစ်ဖြစ်ပေါ့။ရောင်းတဲ့သူကနောက်ဦးငကန်းကိုဘလို့မှမှ ခိုင်းလို့မရတော့တာ။အသက်တင်ကြီးကိုလည်းထိုင်ကျွေးမထားနိုင်ဘူးလေ။ ီတော့ဘာကြီးတို့ပြောရဲဈေးကိုယူပြီးဖြစ်ဆွလို့နွားကောင်းဝယ်ဖို့သာရှိတော့တယ်ဒီလိုလုံးရက်ကလည်းဘာကြီးတို့အတွက်တကယ်အထောက်အကူဖြစ်တယ်တပတ်မှာ၃ရက်စုံရက်ဒီမှာသူတို့နွားပေါ်ပြီးအသားဖြစ်ရတယ်ကြံတဲ့မားရက်၄ရက်ကမူလတိုင်က အသားဖြစ်တယ်ကျေးဇူးခံကျေးဇူးသားရှိတော့ဘာကြီးတို့ကတပတ်၃ရက်ကမကျင်နဲ့လဲကျင်နဲ့ကျင်နဲ့လဲကျင်နဲ့သဘောတူကြရတယ်အမှန်တော့ငွေကလေးရှိပြီးအခြေလုံးစပြူလာတဲ့ဘာကြီးတို့လေများဟာ ဒီကိစ္စအတွက်ကိုလိန်ခဲတဲ့တဲ့နဲ့ကျင်းနေကြရရဲ့လို့တော့မဟုတ်ဘူးမတက်တာလို့ခေါင်းချိန်ထားကြရတဲ့သဘောပါပဲဒီအတွက်ကိုလည်းလူရည်လေတဲ့မခင်လာဟာနေ့စဉ်နေ့တိုင်းဘလို့ဖြစ်ချင်းရမလဲဆိုတာတွေးတောနေတယ်တရက်မှာတော့သူမအကြံရသွားတယ်တခြားရွာကဘခိုးသမားတယောက်ကိုဝင်ပြီးတစ်ဖက်တိုင်ကိုသွားရောင်းခိုင်းတယ်ပြီးတော့တစ်ဖက်လည်းနေနွားရှင်ကိုတရင်ပြီးတိုက်တုံးစေတယ်သူမရဲ့အေဂျင်စီကအောင်မြင်သွားတယ်ခုံးနွားကိုအသားဖြတ်မိတဲ့တစ်ဖက်တိုင်ဟာ လိုင်စင်သိမ်းခံရပါရောတဒိုင်ရှိတာမှာတဒိုင်ကလိုင်စင်သိမ်းခံရပြီဆိုတော့တနေ့လုံးမှာဘာကြီးရဲ့ဒိုင်တိုင်တာရှိတော့တယ်သူသားလျင်မင်းမှုပြီးပေါ့လေတပတ်ခုနှစ်ရက်ကိုခုနှစ်ရက်လုံးအသားဖြတ်တယ်ဘာကြီးတယောက်တည်းအဝေရောအဖြတ်ရောမနိုင်တော့တာမူလူငှားထားပြီးတော့အသားဖြတ်ကြတယ်တုံလေအသားဖြတ်သူအဖြစ်ဝင်ရောက်လောက်ကင်ဖြစ်ခဲ့တယ်ဘာကြီးကတော့အဝေဘက်ကိုပဲအာယုံစိုက်ပြီးလုံဆောင်တယ်သူတို့တိုင်တိုင်လေးဆိုတော့ရာတလောက်ကိုဖိနှိမ်ဝဲတာထက် တိတိတတကူရှုံးနေဖိဖန်းပြီးတော့ဝဲတာဒီလိုနဲ့ပဲသူတို့ရဲ့စီးပွားရေးကလာပိုင်းတွင်းကိုတိတိတတနဲ့အချိန်တို့ထိုးတက်လာပါတော့တယ်အခုတော့ရက်မှာတော့နွားဝဲကပြန်လာတဲ့ဘာကြီးကိုမခင်လာကတိုင်ပင်လာတယ်ဥမောင်းတွေတော်နွားဝဲရတာရောအဆင်ပြေရလားတရက်ထဲနွားရအရင်နေလာရင်တော့တော်ကြအဝင်မရတော့လို့ကျုပ်တို့တိုင်ပြုတ်နေုံပဲမခင်လာကမေးဘူးဘာကြီးကတပြင်းချတယ်ရောအဝယ်ကတော့တိမ်မကောင်းတော့ဘူးက ငါတို့ကဈေးနှိမ်လုံးလို့ကနဲနယ်ဘက်ကဒိုင်းစီကို အပင်ပန်းခံပြီးတော့ဈေးအကုန်ခံနွားဆွဲပြီးတော့သွားရောက်ကြတာမျိုးတွေရှိတယ်။ဟုတ်တော့အဲ့လောက်တော့ဖြစ်ပြီလား။အေးပေါ့ဟာဒီဘက်ဆိုရင်၃ကောင်ရောက်ဖို့တော့အသေးအတန်ပြောဝယ်ရတာ။ဒါဖြစ်လေတော့ဈေးတော်တွန်းပေးနိုင်ဘူး။တော်တောင်ပဲချုံးထီစင်းဝယ်ရှိတော့အင်းငါလည်းအဲ့ဒါကိုစဉ်းစားနေတာ။ဒါပေမဲ့ခီးစိတ်ထောက်မလားလို့ ရေးစိတ်ထောင်းတာကလွမ်းနှကောင်လောက်ရရင်ကိုကပါလေ။အဲ့ဘက်ကသာဆင်းဝဲရှိတော့။အေးပါကွာအေးပါ။ဗာကြီးလည်းမခင်လာစကားအတိုင်းတောင်ရှုံထီးနွားဆင်းဝဲတယ်။တောင်ရှုံဘက်ကတားတက်တိုင်းမရှိတော့အဆင်ပြေပါလေ။မခင်လာပြောလို့ပဲနွားရတော့ဈေးလဲကားမိတယ်။တရက်မှာတော့မခင်လာရဲ့နွားမြင့်ရင်ငွေပဲလို့မြင်တက်လာတဲ့မျက်စိကနှစ်ရွာကျော်ရဲ့ရွာအလူကနေပြန်လာမထီပါသိတဲ့နွားတကောင်ကိုမြင်မိလာတယ်။ အဲ့ဒီရွာကရွာတော်ရှင်ကိုဆက်တာထားတဲ့နွားလေးရွာတော်ရှင်နနဲနားမှာပဲနေပြီးအဲ့ဒီနားမှာပဲကျောင်းသူမေကပုံများလာတဲ့အစာရီကိုလို့လို့လဲလဲစားတော့ရတာမို့နွားကြီးကအိုးလူပြီဆိုပေမဲ့ဝါပြင်းနေတယ်ဒီနွားကြီးကိုမခင်လာက မျက်စိကျလာပြီးဘာကြီးနွားအဝယ်ကပြန်လာမှအချိုးချောင်းပြောပြလို့သူမရဲ့အကျဉ်းစီကိုတိုင်ပင်ပါတော့တယ်ချစ်ပါမလားခင်လာရေမခင်လာရဲ့အကျဉ်းစီကိုဘာကြီးကဘုံမကြပဲရေရုံမိတယ် ။အိုးမဖြစ်เสียဘာကြောင့်ရှိလို့လုံးတော့။ဘေးမဲ့ပေးထားတယ်နွားပဲ။ပိုခါတော့ကလို့ပဲနွားကိုတယောက်ဝင်ဝေးပေးပြီးအခိုးခိုင်းရင်ရမှာပါ။နတ်နဲ့ငကမစော်ရရဘူးတဲ့ခင်လာရ။အိုးနတ်ကိုကျုပ်ကဘာလို့နေလို့တုံးတော့။အဲ့တော့ရွာလို့ရှင်ကိုဆက်တာထားတယ်နွားဟာ။အိုးတော်စင်းသားကြည့်ပေါ့။ရွာလို့ရှင်ကိုနွားဆက်ထားတာ။အဲ့တော့ကိုရွာလို့ရှင်စီကပြန်ဆွင့်ရမှာပေါ့။ပြန်ဆွင့်ဟုတ်တယ်ပြန်ဆွင့်ရတယ် မကြီးကဝါဖြုံနေတာတို့အသားချိန်တော်ထွက်မှာနော်ဘသူ့ကိုမှလည်းဈေးမနှိမ်ပါမနှိမ်နဲ့အမုံမပွားပဲအဲ့လိုတကောင်ရမှာတော့အမျက်ဆိုလည်းမတရားထွက်လိုက်မယ်ဖြစ်ချင်းဟူးဘာကြီးခမညာဘာမှပြန်ပြောတတ်တော့ဘူးမိမငငယ်မျက်နှာမညှို့ဖို့ကသာသူ့အတွက်အရေးကြီးတယ်လို့ပဲသူသတ်မှတ်ထားသူမဟုတ်လားထုံးစံတိုင်းနွားခိုးတယောက်ကိုငွေပေးတယ်ကျော်တော်ရှင်လက်စီကိုငွေနှစ်ချက်ကိုနွားဖို့အဖြစ်ဆက်ဖြစ်အောင်ဆက်ဖို့မှာတယ် ီးတော့နွားကြီးရောက်လာတာကိုစောင့်ကြတော့တာပေါ့တုတ်တို့တားဖြတ်သမားတို့ကိုလည်းအဖြစ်မှန်ကိုပြောပေးညနွားတကောင်ကိုရောက်လာမယ့်အကြောင်းနဲ့အသားတန်ဖြတ်ဖို့ဖြစ်စင်ထားဖို့မှားတာမှု အသိပြင်ထားကြပြီးစောင့်နေကြရတယ်ညတကောင်ကိုကြောက်လို့ကြတော့နွားကရောက်ရှိလာတယ်နွားကြီးကတကယ်ကိုဝါဖီတုတ်ခိုင်နေတယ်နွားကြီးပြာတုတ်တို့လည်းအလုံးရှင်ရဲ့အမိန်တိုင်းနွားကြီးကိုချက်ချင်းထူးသက်ပြီးအသားဖြတ်ကြတာပေါ့တကောင်ကြောက်လို့ကြတော့နွားကရောက်ရှိလာတယ် နွားကြီးကတကယ်ကိုဝါဖြီတုတ်ခိုင်နေတဲ့နွားကြီးဗျာကျုပ်တို့လည်းအလုပ်ချင်းရဲ့အမိန်တိုင်းနွားကြီးကိုချက်ချင်းထူးသက်ပြီးအသားဖြတ်ကြတာပေါ့အသားဖြတ်လို့ပြီးတော့အသားချိန်ကတာမန်နွားတဲ့ကောင်ထက်ကိုအချိန်15လောက်ပိုထွက်လာတယ်မခင်လာကသူ့ကိုယ်တိုင်ဦးစီးပြီးကျုပ်တို့ကိုခြေစားလက်စတွေဖျောက်ဖျက်စေတယ်ကျုပ်တို့အတွက်ကိုလည်းစူကြီးဆိုပြီးတယောက်ကိုငွေ30စီပေးတယ်မနဲ့လင်တော့အရာအလုံးကဘာမှဖြစ်ခဲ့လို့ပဲပုံမှန်အချိန်ရှိနေတယ်ညာလုံးကကိစ္စကမျိုးသားဘူးဆိုတာသိနေပေမဲ့ ကျုပ်တို့ဘာပြောနိုင်မှာလဲလဝါခါထက်ပိုတဲ့ငွေကြေးကိုကျုပ်တို့ရရှိထားတယ်မဟုတ်လားကျုပ်တို့လည်းလုံရုပ်လုံစင်အတိုင်းအသားတွေကိုဖြန့်ဝေကြတာပေါ့ကျုပ်တို့အသားဖြတ်သမားတွေကတော့ဒီကနေ့အတွက်ကိုအသားဖြတ်စရာမလိုတော့ဘူးလို့မခင်လာကညာကလေးကပြောထားတဲ့အတွက်တဏီကုံအားလက်ခွင့်ရကြရတယ်တာပေါင်းတဲ့ကိုတာတို့ကရေမှုချိုးဖိလိမ့်ပြီးရွာလေးကိုလူပြိုလှဲ့ထွက်သွားကြတယ်ကျုပ်ကတော့သူတို့လူလူပြိုလဲဖို့ပါဘူးစိတ်ဝင်စားတဲ့သူဆိုတော့ရွာလေးခဏထွက် ကိုတို့တို့ထုတ်ပြီးကျုပ်တို့သားဖြတ်တဲစီကကျုပ်ရဲ့ရာကိုပြန်လာတယ်။ကိုတရားနေရမြုံပြီးတော့အိပ်ပျော်သွားခဲ့တော့တာပဲ။ကျုံသားလေးမှစူးစူးညံ့ညံ့တန်ဒီပွက်လို့ရိုက်နေရမှုလန်းနိုးလာရတယ်။ကျုံထားထိုင်မိချင်းကျုပ်စီကိုကိုတာကအပြေးရောက်လာတယ်။အမှုအမှုပြဿနာတက်ပြီးကွာ။ကိုတာကအရင်မရှိအဖျားမရှိပြောလာတော့ကျုပ်ရုတ်တရက်ကြီးနားလေရခတ်သွားတယ်။ကိုတာဘာဖြစ်တာလဲဗျ။ခမရကအဆမရှိအဆုံးမရှိနဲ့ မက်ခင်လာတို့အင်ကြီးပျောက်သွားလို့ကွာဘလို့ကျုပ်ဘာကြီးအင်ကပျောက်သွားတယ်ဘာပျောက်သွားတာလဲဘာမှမပျောက်ဘူးအင်ကြီးတလုံးလုံးရောလူတွေရောပျောက်ကုန်တာကွာဟာခမရကျုပ်ကိုအိမ်မုံဆုံးမနဲ့ဆိုပြီးလောင်းနှောင်းနေပြန်ပါဘူးငါမနောက်ဘူးကွာမင်းမြုံရင်လာကြည့်ခမရွာတွေကလူတွေလည်းရောက်နေကြတယ်စူညံပေါ်လုံးရိုက်နေတာပဲကျုပ်လဲကိုတောက်ကိုဘာမှမပြောတော့ဘူးဒီလူကျုပ်ကိုတတ်တတ်နောက်နေတာလို့ထင်မိတယ်လေ စိတ်ထဲကလည်းထလာရင်ဒီလူဟုတ်ရင်ဟုတ်မဟုတ်လို့ကတော့အသက်ကြီးတာရောပါရော နားမလည်ဘူးလို့ကြုံကြုံသွားထားမိရဲ့ကျုပ်ပါကြီးတို့ဝိုင်းထဲကိုဝင်လာလိုက်တယ်ကျုပ်အလွန်အားသင့်ပြီးကိုမျက်လုံးကိုတော့မယုံလို့ပုတ်တက်ကြည့်မိရတယ်ကျုပ်မျက်လုံးမှားတာမဟုတ်ဘူးရဲ့ဘာကြီးတို့အိန္ဒိယမှာဘာဆိုဘာမှမရှိတော့ပဲမြက်ွက်လက်ကြီးထီထီသာရှိနေတယ်အုတ်ခံပြင်တောင်နှစ်ထည့်အင်ကြီးဆိုတာအလုံးထည့်လိုက်ကြီးကိုမျက်လက်ဆရာကမျက်လက်ပြထားလို့ပဲပျောက်ဆုံးနေလေတယ် ဒီလိုအင်ကြီးအလုံးထည့်လိုက်ကိုမရွှေ့ဖို့ဆိုတာလည်းမဖြစ်နိုင်တဲ့အရာလေဗျာလူတွေလည်းပြောင်းနေတယ်ဆိုတော့ကျုပ်ဖြစ်ဘလို့မှညံမိအောင်မစင်စားနိုင်တော့ဘူးရွာသားတွေလည်းဒီဖြစ်ပျက်ကိုကြည့်ပြီးအလုံးအအားတင်းကြရင်တယောက်တစ်ပေါက်ထင်ကြီးတွေနဲ့စုညံပွက်လုံးကိုရိုက်နေပါရောလားအင်ကြီးကမျက်စိချရင်ပျောက်သွားတာဗျာအိမ်ထဲမှာကုံပေါင်းတွေတို့မိသားစုတွေလည်းပါသွားတယ်ဗျာမျက်မြင်တွေ့သူတယောက်ကထားပြောတယ်ကျုပ်တော်လေးမျက်စိချရင်မြင်ရပြီး မြင်သူကသာပြောနေလို့ကြောက်မိတာတကယ်ကိုအိမ်မက်မက်နေသလိုပဲရုံကမြုံနိုင်ဘူးဖြစ်နေမိတယ်ဗျာဒါပေမဲ့လည်းဗျာတကယ်ဖြစ်သွားခဲ့ပြီပဲဒီကိစ္စအတွက်ကတော့ရွာကလူကြီးသူမတွေကခေါင်းချင်းရိုက်ကုန်ကြားပြီးရောအဖြေကိုဘသူကမှတိတိကျကျမပေးနိုင်ဘူးဒီတော့လေဘာကြီးရင်ကြီးပြန်ပေါ်လာမယ့်အချိန်ကိုဆောင်းဆန်းကြောက်ဖို့ပဲဆုံးဖြတ်ပြီးလူသူစုဖွဲ့လို့ဘာကြီးတို့ဝိုင်းထဲမှာတဲထိုးပြီးကင်းဆောင်တဲ့ပုံမျိုးထားရကြတော့တာပေါ့၃ရက်ရှိပြီ အင်ဂျီယိုဘာကြီးတို့မိသားစုရောဆုံဆုံမြောက်အောင်ပျောက်နေတော့မယ်။လေးရမြောက်တဲ့မနက်မှာတော့ရွာပြင်မှာမျက်ရိပ်နေတဲ့ကိုပေါ်လူကအယူတယောက်ကိုကြုံတို့ဆောင်းဆိုင်နေတယ်။ဘာကြီးဝိုင်းစီကိုဆက်ဆက်မြမြကြီးခေါ်ဆောင်လာတယ်။အယူကဝိုင်းထဲရောက်တော့ကျေးဇူးရှင်တရဝါကိုတပ်ဖြတ်ယုံတယ်မကနဲ့နဲ့ငကားကူပါသွားဆိုရတာကူလို့ပြောပြီးစိတ်ဆိုးဒေါသထွက်နေတယ်။ကျုပ်ကအယူကိုကြည့်ပြီးကိုပေါ်လူကိုမေးမိတယ်။ကိုပေါ်လူဘယ်ဟာယူလဲဗျ။ ရွာထိပ်မှာတွေ့ခဲ့တာကွာ။ပေါင်လေးတို့အင်ကိုသွားကျင်တယ်ပြောနေလူ။ဟာဒီမှာပြဿနာကြီးတက်နေတာကို။အမများကသူပြောလိုက်ခေါ်လာရလားဗျာ။ကျုပ်ကကိုပေါလူကိုအပြစ်တင်လိုက်မိတယ်။သူကမောင်လေးတို့ကိုငါကလာခဲ့တာ။လိုက်ဖို့ဖြစ်အောင်လိုက်ဖို့ပြေးလို့ဆိုလို့ကွာ။ဟာဘာကူကင်မာလေးဗျာ။အမများကင်မယ်ဆိုတဲ့သူကိုလည်းကြည့်ဦး။အဝေဆက်ကဆုတ်ချာချာ။စပင်ကပုံးတိုက်ကောက်ဝင်းနေ။သူ့ကိုသူတော်ဘာမှမသိယူနေတဲ့သူကိုဗျာ။ အယူဆိုတာတမှုတာတဲ့ကြတယ်ကွာပြီးတော့ဒီယူကတာမန်မဟုတ်ဘူးလို့ငါတို့ထင်မိတယ်ခမရကတော့ဗျာကျုပ်လည်းကိုပေါလူကိုဒေါသဖြစ်မိတယ်စကားဆက်ဆိုရင်အရှိတင်ဖြစ်ရတော့မှမဟုတ်ဘာမှအဆန်ပြုံမိတော့ဘူးအယူကကျုပ်တို့စီကိုတစ်ချက်လှမ်းကြည့်တယ်သူ့ကောင်းကို သူ့လက်ညှိုးကွေးပြီးတရောတော့ခောက်တယ်ပြီးတော့ဗျာကုန်းကောကောနဲ့မြေပြင်စီကိုဟွန်နှန်းတီနှန်းလိုက်ပြီးတော့နှမ်းချုံနေတယ်ကျုပ်လည်းယူကိုကြည့်ပြီးအာယုံကနောက်လာရပြီး ဒါကြောင့်ကျုပ်အားလုံးအချစ်ကိုထွက်ပြီးအယူးစီကိုသွားလိုက်တယ်။ဟေ့ယူကျုပ်ဒေါသတန်နဲ့ခေါ်လိုက်တယ်။ဒါပေမဲ့ယူကလက်မကြည့်ဘူး။ကျုပ်ဒေါသထွက်သွားရတယ်။ဒီအိမ်ဝိုင်းကြီးတစ်ခုလုံးမှာဘာကြီးမောင်တွေနဲ့ဆွေမျိုးတော်ဆက်သူဆိုလို့ကျုပ်ပဲရှိတာမဟုတ်လား။ဟေ့ယောဘယ်ကိုခေါ်နေတာမကြောက်ဘူးလား။ကျုပ်ပြောလဲပြောအယူးရဲ့ပခုံးကိုလည်းလှမ်းဆွဲလိုက်မိတယ်။အာလာလာအယူးရဲ့အသားကိုထိမိတာနဲ့ ကျုပ်လက်ကြီးတစ်ခုလုံးကျင်ကနေဖြစ်သွားပြီးချက်ချင်းပြန်ရုပ်လိုက်ရတယ်ဗျာအယူကတော့ကျုပ်ကိုအခုတစ်ထိလှဲ့ကိုမကြည့်တာသူ့ဘသာဝိုင်းနေဟိုဘက်ဒီဘက်နဲ့လုံနေတယ်ကျုပ်လည်းကျင်သွားတဲ့လက်ကိုတစ်ချက်နှစ်ချက်ဖိလိုက်နေလိုက်တော့တတ်တာသွားလိမ့်တယ်လက်ကနာသွားတော့ကျုပ်တော့သာလေပို့ထွက်ရတာပေါ့တကူကမှတတ်တက်လုံကိုလုံတဲ့ကျုပ်ကအခုမထီမမြင်လုံနေတဲ့အယူကိုကြည့်ပြီးဒေါသကမထိန်နိုင်တော့ဘူးမိရတို့တချောင်းကိုဆွဲပြီးအယူကိုပြေးလို့ရိုက်မယ်စူးစမ်းမိပါရော အကုန်လုံးကကျုပ်ကိုဝိုင်းဆွဲကြတယ်။ကျုပ်ကလည်းရုံးကန်ပြီးအယူကိုရှမ်းသူလိုသဘောထားပြီး ရိုင်းတဲ့ဖို့သာစိတ်ကချိနေတယ်။ဒီလိုရုံးရင်းဆန်ခဲ့ဖြစ်နေချိန်ကြမှာအယူကကျုပ်တို့ဘက်ကိုလှည့်ကြည့်လာတယ်။ပြီးတော့အလုံးထဲကကျုပ်ကိုစူးစက်စက်ကြည့်ပြီး"ဟောတရခန်ထဲမှာဒီမိုက်သားလဲပါတာကို"ပြောလို့ချင်းနင်အခုဒီကောက်ကိုယ်လေးကိုဝင်လာခဲ့လိုက်စမ်းငါတူတော်မိတ်အယူကအာနာထန်ထန်စကားကိုပြောလိုက်တာချုံချားမိလိုက်ရတယ် ဒီစကားဆုံးမှာပဲကျုပ်ရဲ့အသည့်အာယုံတွေဘာဖြစ်မှန်းမသိဘူး။ဘိုက်ကနေဖြစ်ပြီးဘာဆိုဘာမှကိုမသိတော့ပဲဖြစ်သွားတော့တာပဲ။ကျုပ်ပြန်သတိရလာတော့ကျုပ်ဘေးနားမှာလူသူတွေဝိုင်းနေကြတယ်။ကျုပ်ကိုဝိုင်းနေတာတော့မဟုတ်ဘူး။သူတို့ဘာသာတစ်ခုခုအခြေတင်ဝိုင်းဖွဲ့တွင်းနေကြတယ်လို့ကျုံနဘေးမှာထိုင်နေကြတာ။အဲ့ဒီထိုင်နေတဲ့အထဲဘာကြီးမောင်တွေတို့မိသားစုလည်းပါနေတယ်။မခင်လာကတော့အလုံးအကြမ်းမှာတချုံချုံငုံနေလေတယ်။ကျုပ်လေဘာတွေဘလို့ဖြစ်ကုန်လဲဆိုတာမသိရတော့ လူလဲပြီးထမိပါယောဟုတ်ဗျာကျုပ်ပါကြီးတို့အင်ကြီးရဲ့အောက်ထက်စီမှာရောက်နေတာဗျာအမှုသရီရလာပြီအမှုသရီရလာပြီရေပါရီတိုက်ကြပါဦးတုံနာကတယောက်ကထောက်အောင်ပြောတော့ဟိုဘက်ကထိုင်ကြည့်နေကြသူတွေကျုပ်ကိုလှည့်ကြည့်လာကြတယ်ပါရီဖြစ်ကုန်တာလဲဗျာကျုပ်ရေတောက်ဖို့ကိုစိတ်ဝင်စားမိဘူးကျုပ်သိကျင်တာအတွက်ကိုပဲအလိုတကြီးမင်းမိတယ်ဘာကြီးမောင်တွေကကျုပ်ကိုကြည့်ပြီးမျက်ရည်တွေရစ်တိုင်းနေရင်က ါတို့တိမ်မားခဲ့တယ်ငမို့ရာဘာဖြစ်လို့ရောဘာကြီးဘလို့ကြောင့်တော့ပြီးတော့ဘာကြီးတို့ရောဘဲကဘလို့ပြန်ရောက်လာကြတာတော့ငါတို့ပြန်ရောက်လာကြတာကတော့မင်းရိုက်မယ်လို့တဲ့သူတော်ဆိုတဲ့အယူကြောင့်ပဲကွာ။ तू ကငါတို့ကိုကဲလိုက်တာ။ဗျာ။ကျုပ်ယူနေတဲ့အခြေတင်ဖြစ်ခဲ့ရတာတွေကိုပြန်လဲမြင်အောင်မိလာရတယ်။သူတော်သားမကယ်ရင်ငါတို့မိသားစုတစ်ခုလုံးရှင်းတိန်နေရတော့မှငမိုးရ။ကျုပ်ဘလို့မှဆက်ဆက်ပြီးစဉ်းစားလို့မရဘူးဗျာ။ တက်ကိုအသေးချာပြောပြနိုင်မလားပြောပြနိုင်ရင်ပြောပြကြပါဦးအေးပြောပြမယ်ငမိုးရဘာကြီးကသူတို့ကြုံခဲ့ရတာကူတက်ကိုဒီလိုပြန်ပြောပြလာတယ်ညာတော့ကနွားကူကိုတားဖြက်ရမှာအေးပြက်ခဲ့ရတာကြောင့်မနက်ပိုင်းမှာအသားတွေကိုဖြန့်ဝေပေးပြီးနေ့လယ်ပိုင်းမှာဘာကြီးတို့လည်းများအိတ်ဆက်ကြတယ်အဘိုးကြီးဘွားကြီးတွေလည်းအိတ်ဆက်ကြတယ်ကလေးတွေကတော့အင်ပေါ်မှာပဲစောစားနေကြတယ်ဘာကြီးတို့အိတ်ဆက်ပြီးတိတ်မကြလိုက်ဘူး ရုတ်တရက်ကြီးအိမ်ပေါ်ဘက်မှာရှိနေတဲ့ကလေးတွေကထောက်ငူတယ်။ကလေးတွေအကုန်လုံးငူတာဆိုတော့ဘာကြီးတို့လည်းအိညာကနေလန်နိုးလာကြပြီးထားကြည့်မိကြတယ်။အင်းရှိဘက်မှာငူနေတဲ့ကလေးတွေကိုလည်းမတွေ့ရသလိုကလေးတွေအားလုံးလည်းအိမ်နေကြတာအတုံးယုံပဲ။ဘာဖြစ်တယ်လဲလို့ဘာကြီးတို့လည်းများတွေ့ပြီးရက်နေမိကြတော့သူတို့ကြောက်ခိုင်းထားတဲ့ဖျားចောင်းဆောင်ဘက်ကချောင်းဟန်တန်ကိုကြားပါရော။သူတို့ကြီးမိလိုက်ကြတော့ဖျားចောင်းဆောင်အောင်နာမှာတောင်ဝေးကင်ထားတဲ့အဝိပြူဝတ်တဲ့လူကြီးတယောက်က လွန်ဒေါသထွက်နေတဲ့မျက်နှာနဲ့ထိုင်နေတယ်။ဟဲ့လူကြီးအမရဘူးလေ။ဒါကြီးကမေးလိုက်တယ်။ငါကလက်ခုပ်တော်ရွာက ရွာတော်ချင်းပဲ။အမရကလက်ခုပ်တော်ကရွာတော်ချင်းဟုတ်လား။အေးဟုတ်တယ်။အမရကခမရရောက်မှမနေပဲဒီဟိုဘာလာလို့တာလေ။ဒါကြီးကမေးလိုက်တော့ရွာတော်ချင်းဆိုတဲ့လူကြီးကစူရရဲဆောင်းမတက်ဝမ်းမတက်ကြည်လာတယ်။မင်းတို့ကငါနွားကိုတက်ရောက်ပြီ ငါ့ကိုမာရီကြောကြီးလာပြောနေတယ်ပေါ့ငါကမင်းတို့စီကဝင်းရှာတောင်းပန်ပြီးတန်ဟာတန်ကြီးအစားပြန်ပေးဖို့လူလားလို့ရောက်လာတာကွာတုတ်တို့တော့အတွက်ငွေနှစ်ချက်အဖိုးကပေးခဲ့တာပဲလေနှစ်ချက်တည်းလားငွေနှစ်ချက်ကကြုံသွားတဲ့ကောင်ရဲ့တန်ကြီးလားလူကြီးကမေးတာက ဘာကြီးလို့လင်မယားကဘာမှပြန်ဖြေတတ်ကြဘူးအောင်းပြီလေနေလို့ကလောဘတလူတည်မဲ့သူလေအတကြီးပြီးတောက်တက်အလုံးလုံးနေုံအမရသူတို့ဘာပစ္စည်းကိုပါခိုးယူလေတော့ ထိုက်တဲ့နဲ့ပြစ်ပေးရတာပေါ့လူကြီးကပြောပြီးထန်ရကားထပြီးသူ့တဝေးကြီးကိုကျမ်းဖြစ်စီဒုံဝင်ထဲဆောင်းချလိုက်တယ်ဒီခိုက်မှာပဲလင်းရှိနေတဲ့အိမ်ပြင်ဘက်ကပတ်ဝန်းကျင်ကြီးတစ်ခုလုံးကရုတ်တရက်ကြီးအမောင်တိကြားသွားခဲ့တယ်ကျော်တော်ချင်းဆိုတဲ့လူကြီးဟာလေရုတ်တရက်ကြီးပျောက်ွယ်သွားတော့လေရဲ့ပေါ့ငါတို့မိသားစုအမောင်ပေးမေးကြီးထဲမှာနေမမသိညာမမသိခမင်းစားရေတောက်တောင်းထားလို့လို့မရပဲနေခဲ့ရတယ်အဲ့အမောင်လူကြီးကဘလို့အမောင်လူကြီးလဲမသိဘူး ပိတ်ပင်းအောင်မှောင်းနေတာမီးလဲထွန်းလို့မရဘူးမီးထိုးတာနဲ့တန်းကျင်းတာပဲဘာကြီးပြောပြတာကကျုပ်ပါဇက်အဟောင်းသားနဲ့ပဲနားထောင်နေမိတယ်ခလေးတွေနဲ့ခင်လာရဲ့မိဘတွေကတော့စပ်ဖြစ်ကလေးကအိတ်နေတာလုံးဝမလို့ဘူးငါတို့လင်များနှစ်ယောက်ပဲအမှောင်ထဲမှာငုတ်တုတ်ထိုင်ရင်ရေစာတာတွေဗိုက်စာတာတွေစားတဲ့ဒုက္ခပေါင်းစုံကိုခံနေရတယ်ခင်လာဆိုငိုလိုက်တာကိုပြောမနေပါနဲ့ငါလည်းဘာလုပ်လို့လို့ရမယ်မသိဘူးလက်ခုပ်တော်ရွာကရွာတော်ရှင်ကြီးကိုအကျယ်ကြီးအော်ဟေပြောပြီး တောင်းပန်ပေးမယ်လေအချောင်းကမထုဘူးဘာကြီးပြောပြတာတွေကပုံပြီးစိတ်ဝင်စားဖို့ကောင်းလာရတော့တုတ်တိမင်းနေချိန်ကနားထောင်ခဲ့ပြီးသားလူတွေတော့ပစအဟောင်းသားနဲ့ပြန်လဲနားထောင်နေကြတယ်။ငါတို့အဲ့လိုဒုက္ခခံနေကြရင်ကငါစိတ်ကခံမှန်း၃လရက်လောက်ကြာမှာအင်ကားဖွင့်တယ်ကြာပြီးမိတော့ကင်ထားတဲ့အယူတရားကငါတို့စီကိုရောက်လာတယ်။ငါတို့ကိုပြစ်ကိုကိုတိကြပြီလားလို့မေးတယ်။ငါတို့ကတိကြပါပြီပြောတော့သူတို့ကသူကယ်တင်ပေးမယ့်အကြောင်းနဲ့ ရွာတော်ချင်းကိုလည်းကျင်းနဲ့အောင်တောင်းပန်ဖို့ရေသူတောင်းဆိုထားတာလုံးဆောင်ပေးဖို့ရေပြောပြီးပြတ်ထွက်သွားတယ်အယူကသူတော်ဆိုတဲ့အယူလားအမှန်ပဲပေါ့ဆက်ပြောပါအောင်ဘာကြီးဟာသူတော်လာသွားပြီးအချိန်တော်ကြာပြီးတော့ရွာတော်ချင်းကြီးကငါတို့စီကိုရောက်လာတယ်ငါတို့လည်းငိုယူပြီးတောင်းပန်ရတာပေါ့ကွာဟွန်းဒါပေမဲ့သူကဘလို့မှမကျင်းနိုင်ဘူးကြီးပဲပြောနေတာအဲ့ဒီအချိန်မှာပဲအင်ပြင်ဘက်ကနေ ယောက်ယောက်ကရောရိုရှင်ကိုအမိန့်နဲ့ခေါ်တဲ့အံထွက်ပေါ်လာတယ်။ရောရိုရှင်ကြီးလည်းချက်ချင်းပဲပျောက်သွားတယ်ကွာ။အယူနဲ့ကြုံမျက်နှာချင်းဆိုင်မိချိန်အယူကရောရိုရှင်ကိုအမိန့်ပြန်လိုက်တာကြုတ်ပြန်မြင်လာမိတယ်။ငါတို့လည်းဘာရီဖြစ်လာမယ်ဆိုပြီးတော့မျှော်လင့်ရင်စောင့်နေမိကြတယ်။အချိန်လဲတော်ကြာသွားတယ်။တညတာလောက်ကြာမလားပဲကွာ။နောက်ဆုံးငါတို့စိတ်ပြက်လက်ပြက်နဲ့ထိုင်နေမိကြတော့မှမျက်လုံးထဲအိမ်ပြက်ဘက်ကတဖြည်းဖြည်းလင်းရှင်းလာတဲ့အလင်းရောင်တွေကိုမြင်လိုက်ကြရတယ်။ လေမြောင်းနှစ်ယောက်ဝမ်းတာပြီးထထောင်ခုံပေးကြတယ်ပြီးတော့အစာကလေးကနေအဲ့ဒီအချိန်ထိအိမ်မောကြနေတဲ့မိသားစုတွေကိုနှုတ်ပြီးဝမ်းတာအားရအိမ်ပေါ်ကနေတကားပွင့်ပြီးပြေးဆင်းလာမိတာပဲဘာကြီးကအဖြစ်ပြက်ကိုနေုံချုံဖြည့်ပြောလာတယ်ကိစ္စပူပူနွေနွေဖြစ်ထားချင်းဆိုတော့ကျုပ်လည်းဒီလောက်ပဲမိမိခဲ့တယ်နောက်နှစ်ရက်လောက်ကြာမှာတော့ဘာကြီးနဲ့မခင်လာသူကလက်ခုပ်တော်ရွာကိုသွားကြပြီးနွားချုံနွားတန်တကောင်ကိုလည်းအစားပြန်ပြီးရွာကိုလည်းတောင်းပန်ကြတယ် ပြီးတော့ရွာတော်ရှင်နန်းစီမှာပျော်ပွဲတစ်ခုလုပ်ပေးရတယ်။နကနာဆန်ဆန်ပါပဲ။မန်းနန်းနဲ့ကနာနဲ့တေချာကိုသုံးရတတီလုပ်ပေးရတာဗျာ။အဲ့ဒီကိစ္စပစ္စည်းတော့ဘာကြီးတို့လင်များလဲတားတက်လုပ်ငန်းအတွက်ကူလိုင်စင်ပြန်လိုက်တယ်။အင်းရဲ့စီးပွားရေးအတွက်ကူတော့ကုန်စုံဆိုင်ကြီးတစ်ဆိုင်တီးလိုက်တယ်။လေလုပ်ကိုပြန်လုပ်တယ်။ကိုတာတို့ကိုတော့ငွေကြီးတချို့ပေးပြီးပြန်လှုပ်လိုက်တာပေါ့။တုတ်ကတော့တူသားရင်းချဆိုတော့အိမ်မှာပဲဆက်နေပြီးလေလုံးနဲ့ဆိုင်လုံးမှာ ဘိုင်းနောက်ဝိုင်စာဆက်နေဖြစ်တယ်။ဒီလိုနေရင်ကနှစ်ဖက်တည်းဖြစ်စဉ်နဲ့ပတ်သက်ပြီးကြောက်သိကျင်တဲ့အကြောင်းတွေကိုဘာကြီးကိုမေးတယ်လို့ဘာကြီးမသိနိုင်တာတွေကိုလည်းသိနိုင်တဲ့သူစီကိုမေးမြန်းဖြစ်တယ်။ဘာကြီးကိုမေးမြန်းဖြစ်တာကတော့အယူသူတော်ကနွားစားပြန်ပေးစီတဲ့အကြောင်းတွေပျော်ဝဲသုံးရက်ပေးစီတဲ့အကြောင်းတွေကိုမေးဖြစ်ပါတယ်။ဘာကြီးကတော့ဒီကိစ္စတွေကသူ့တို့လင်မယားနှစ်ယောက်ရဲ့အိမ်မက်ထဲမှာအယူသူတော်ကလာပျော်သွားတာလေ။နှစ်ယောက်စလုံးကလည်းအိမ်မက်တစ်ခုအပြိုင်မကျတာလို့ပြောပြတယ်။ တောက်တက်အလုပ်ကိုလည်းဆွန့်လွတ်ပြီးကောင်းရောင်းကောင်းဝယ်ကိုသာလုပ်ဖို့ကိုလည်းမြစ်တော်ရက်ခံပြီးပြောသွားတယ်လို့ပြန်ပြောပြတယ်။နောက်ထပ်ကျုပ်တည်ကျင်မိတာကတော့ကျုပ်အသီးစိတ်ပြောင်းသွားတဲ့အချိန်ပေါ့ဗျာ။ဒီအကြောင်းတွေကိုကြတော့အယူသူတော်ကကျုပ်တို့စီကိုစတင်ခေါ်လာခဲ့ပြီးအဖြစ်အပျက်အစာအဆုံးကိုသိရှိနေတဲ့ကိုပေါ်လူကိုမေးဖြစ်ပါတယ်။ကိုပေါ်လူကပြောပြတာမှာကျုပ်အသီးစိတ်ပြောင်းသွားချိန်မှာလက်ခုပ်တော်ကရွာတော်ရှင်ကကျုပ်ကိုပုကတ်လာတယ်။အဲ့နောက်တော့အယူသူတော်နဲ့ကျုပ်ကိုယ်တွေကရွာတော်ရှင်ဟာ ူတို့နားမလည်နိုင်နဲ့မကရစကားလို့ဆိုရလိမ့်မလားမသိတဲ့စကားကိုအရှိတင်ပြောကြတယ်လို့ပြောကြတယ်သူတို့ကတော့ကျုံတဲ့ယူသူတော်နဲ့ကိုကြည်တာကြည်နေမိကြပြီဘာကူမှနားမလည်နိုင်ခဲ့ပါဘူးလေဒါဖြစ်တော့ကျုံတိကျင်မိတာကတခုပဲကြံတော့တယ်အဲ့ဒါကတော့ရွာတော်ချင်းကစိတ်ဆိုးပြီးဖွက်ထားခဲ့တဲ့အင်ကြီးဟာဘလို့ပဲပုံများပြန်ပေါ်လာရတယ်ရဲ့ပေါ့ဒါကတော့ဘသူကမှရေရရပြန်ဖြေနိုင်ကြဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီညမှာဆောင်းဆိုင်နေတဲ့လူအလုံးက တညလုံးမေးကြပဲခနဲ့အာယုံချင်းကနီမှထူးထူးဆန်းဆန်းနဲ့အကုန်လုံးအိပ်ပျော်ကုန်းကြတယ်တဲ့သူတို့အိပ်ပျော်သွားတာနာယီပိုင်းအခြားတစ်ခုပဲကြားလိုက်ပြီးပြန်နိုးလာကြတော့အင်ကြီးကလည်းပြန်ပေါ်လာပြီးဖြစ်ပြီးဒါကြီးတို့မိသားစုတွေကလည်းအိမ်ပေါ်ကနေဆင်းပြေးလာကြတာကိုမြင်ကြရတယ်တဲ့ဗျာဟေးအဖြစ်ပြက်ကတော့ဒါပါပဲဒီဖြစ်ပြက်ကခမည်းတော်တို့တို့သူဆန်လာကျုပ်သေးချောင်မသိပေမဲ့တကယ်ကြုံခဲ့ရတဲ့ကျုပ်ကတော့တသက်တာမေးလို့ရမှာမဟုတ်တော့ဘူး တခုပြောဖို့မေ့တော့မလို့အဲ့ဒါကနွားကိုအသားဖြစ်တဲ့ကျုပ်တို့နဲ့အတူနွားခိုးပေးတဲ့သူလေနောက်ရက်ထဲမှာတော့ဘသူအမှန်မသိတဲ့နရင်အုပ်ချက်ပြင်းပြင်းကိုတယောက်တစ်ချက်အုတ်ခံကြရတယ်ဗျာကျုပ်စိုးတန်လျောက်စီထိုင်နေရင်းဆိုတော့အချေကစပွဲနဲ့ရိုက်မိပြီးနှကန်းဟက်တဲ့ကွဲသွားရတယ်ဒီလိုဖြစ်ပေမဲ့လေကျုပ်ကတော့ကျေးဇူးတင်မိပါတယ်ဘာကြောင့်လဲဆိုတော့ကျုပ်တို့လုံခဲ့တဲ့အပြစ်အတွက်ကျော်တော်ချင်းကဒီလောက်ပဲပြေးပေးတော့ကိုပဲဝမ်းသာကြရမှာလေဘလို့ဒီထက်ပြေးပေးမယ်ဆိုရင်လေခံကြရမှာပဲ မတိကြလို့စေခိုင်းလို့လုံးမေးကြတယ်ဆိုပေမဲ့လေဘလို့ဖြစ်ဖြစ်ကိုကလုံးခဲ့တယ်ဆိုတာမှန်နေတာပဲမဟုတ်လားတုတ်တုံဆွဲဆဲဆိုပြီးစော်ကားမော်ကားပြူခဲ့တဲ့အယူသူတော်ကတော့လူချင်းတွေ့ဥရှကတော်ပြီးတောင်းပန်ကြည့်ပေမဲ့သူတော်ကအဲ့ဒီကလေးကပျောက်ချင်းမလားပျောက်သွားခဲ့တာယနေ့ထိပါပဲဒီတော့လေဗျာညဘက်ဖျားချခုပြီးတိုင်းမှာတုတ်အနေနဲ့သူတော်ကိုတယူတယောက်ကိုချခုကတော့ပြီးတောင်းပန်ဖြစ်နေတာအခုအချိန်ထိပဲပေါ့ဟုတ်ကဲ့ဇလန်တရားတော့ဒီမှာနေပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာ ောက်နောက်မှလည်းယခုလိုဇလံကောင်းများစွာကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ပြောပြတင်ဆက်သူခေဘုံကပဲဖြစ်ပါတယ်အားလုံးပဲစိတ်ရှင်သာခြင်းကိုယ်ကြီးကျမ်းမာခြင်းတစ်ဖြာတစ်ခုတူခါလို့နေပြည့်စုံနိုင်ကြပါစေခင်ဗျာ